အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကောင်းသောနေ့လေးဒီနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါဗောနော်အဲ့ဒါကျွန်တော်တို့ဒီနေ့ရဲ့ဒါကျွန်တော်မနက်ပိုင်းပထမဆုံးပွဲစဉ်ကိုတင်ဆက်ပေးတာကတော့မြန်မာစံတော်ချိန်ဒါကျွန်တော်တနအီဒူးမှာဒါကျွန်တော်တို့ကန်ခဲ့တယ်ဒါ Tottenham Hotspur နဲ့ Aston Villa အသင်းတွေပွဲပြီးသုံးသက်ချက်အကြောင်းကျွန်တော်နေပြောချင်တယ် အရင်နေ့ပေါ်မှာအက်စတွန်ဗလာသင်္ကာရာချန်ပီယံလိအမှတ်လူတဲ့အသင်းပြပြီးတည်တည်ချာချာကစားသွားခဲ့ပြီးဒေါတာဟော့စပါသင်္ကာဒီနေ့ပေါ်မှာအရန်လူစင်းနဲ့ပဲပွဲအပြေဝါထုတ်လာခဲ့တယ်လို့ပြောလို့ရမယ်အဲ့တော့ဒီနေ့ပေါ်မှာဒေါတာဟော့စပါပရိသတ်တယောက်အနေနဲ့ okay ဒီရလက်ကဂျင်းနက်ဖို့ကောင်းလို့ကျွန်တော်စပါပရိသတ်တယောက်အနေနဲ့ဒီနေ့ပေါ်မှာစပါသင်ရဲ့ဒါ လက်ရှိအနေအထားကိုကျွန်တော်နည်းသဘောကျစရာကောင်းတဲ့အချက်တွေတချို့ရှိခဲ့တယ်။ဒါပေမဲ့တစ်ဖက်က Aston Villa အသင်းတို့ရဲ့လက်ရှိမှာဒီနေ့ပွဲစဉ်ကတော်တော်လေးကိုရေးပါခဲ့ပြီးတော့တစ်ဖက်က Chelsea အသင်းကနိုင်သွားခဲ့ပြီးမဲ့သူတို့ရဲ့သုံးမှတ်ကနောက်ဆုံးအချိန်ထိ Aston Villa တို့ဒါကျွန်တော် Chelsea အသင်းတို့ Champions League အတွက်တိုက်ပွဲဝင်သွားအဲ့တော့ဒီနေ့မှာတော့ကျွန်တော် Chelsea ပရီးမီးယားလိအသင်းအနေနဲ့ဒါချန်ပီယံလိဆူပလာအတွက်ဒါနာမည်ထွက်ပေါ်ခဲ့ပြီမြင်ဒါကျွန်တော်တို့လက်ရှိမှာချန်ပီယံလိဒီကိုဘယ်အသင်းတွေကန်ရမလဲဆိုတော့အခုချိန်ထိဒါကျွန်တော်တို့မသေးကွဲသေးတဲ့အနေဒါတစ်ခုကိုတော့တော်တော်လေး exciting ဖြစ်စရာဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီနေ့ပုံစံရဲ့ line up ကတော့ရှင်းပါတယ် Aston Villa အသင်းကလုံးဝလူစုံတက်ဆုံလုံးဝကို ဒါကျွန်တော်ပွဲထုတ်လာခဲ့ပြီးတော့ spa thing ကသူတို့တဲ့တင်းလုံးနီးနီးတာကျွန်တော်လက်ရှိမှာအရန်လူစင်းမထုတ်လာခဲ့တဲ့ first lineup ဆိုလက်ရှိဒီနေ့ပွဲစမှာတည်တည်ချာချာပြန်ကြည့်မယ်ဆိုရင်တော့ဆွန်ဟောင်မင်တယောက်ကလွင်းဒါကျွန်တော် channel လူတွေအကုန်လုံးကဒါကျွန်တော် second lineup ဒီကြီးပဲပြောလို့ရတယ်ဒါကျွန်တော်အာ ယူရိုပါလိမှာဒီကစားသမားတွေကိုလုံးဝဒါအကြောင်းမသုံးမတီကြတဲ့ကစားသမားတွေလို့ကျွန်တော်တို့လည်းပြောလို့ရတယ်။တစ်ဖက်ကတော့ကျွန်တော်တို့ Aston Villa သင်္ကတော်ချန်ပီယံလိလူချင်းတဲ့အသင်းပပီလုံးဝဒါလူဆုံးတက်ဆုံလုပ်ခဲ့ပြီးတော့သူတို့နဲ့သူတို့ဘာလုပ်ပြနိုင်လဲဆိုတော့ပြသခဲ့တယ်ပေါ့နော်။အဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်တိုက်စစ်မှုဒါကျွန်တော်ကွင်းလေနောက်တန်းတစ်ဖက်အဖက်ကဒီဒါကျွန်တော်တို့ Sotoran Hotspur သင်တဲ့ Aston Villa သင်္ကတော်တာလွန်ခဲ့တယ်ကိုတွေ့ရမယ်။ဒါပေမဲ့ဒီနေ့ပေါ်စမှာရည်ရတာ Spa သင်ရဲ့ပထမဆုံး15မိနစ်ကစားပုံကတော်တော်လေးကိုတိုက်ရိုက်ခဲ့တယ်လို့ပြောလို့ရတယ်။ဒါပထမဆုံး15မိနစ်ပိုင်း Spa သင်နဲ့တော့ကျွန်တော် goal ဝင်သွားနိုင်တဲ့ခွင့်ရကိုအော်တိုဘက်ရခဲ့ပေမဲ့ကျွန်တော်တို့ကန်နနဲ့လုတ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒါကျွန်တော်တို့စပါသင်ဂူမီယာဒီတိုင်းမှာဒါကျွန်တော်ဆွန်ဟောင်မီနဲ့ဒါမတွေ့တာကြာဖြစ်တဲ့သူနဲ့အတွင်းဝင်ပြီးကျွန်တော်ကန်သွားတဲ့ကန်ချက်ကလည်းတော်တော်လေးကိုကောင်းခဲ့တယ်အဲ့တော့စပါသင်နဲ့ဒါကျွန်တော်ပွဲစပြီး15မိနစ်မှာတကယ်တမ်းဂိုးပေါက်တာနည်းနည်းလေးပူပြီးတော့တဲ့ခဲ့ပြီးကိုယ်ကစားသမိုက်ဒါဖင်မရခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့တိုတယ်အားလုံးပေါင်းတော့ကျွန်တော်2ဂိုးလောက်သွင်းနိုင်မယ်အနေထားမှာရှိတယ်။ဒါပေမဲ့စပါသင်နဲ့ဒီနေ့ပွဲစမှာဒါအရေးမပါတဲ့ပွဲစဉ်တစ်ခုကိုအရေးမပါသူကန်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တော်တော်လေးကိုအဲဘာမှသိမထူးတဲ့ပွဲစဉ်တစ်ပွဲလေးကျွန်တော်နေမြင်တယ်။အက်စတိုဗလာ င်းကဒီနေ့ပေါ်မှာသူတို့ဘာလုံနိုင်လဲဆိုဆက်လက်ပြီးပြသခဲ့တဲ့ပွဲစဉ်တမို့ပေါ့တော့ဒီနေ့ပေါ်မှာဒါကျွန်တော်အမြင်ပြောမယ်ဆိုဟောင်းမီတော်တော်လေးကိုအဆင်ပြေတယ်ဒါရေဒီယံလေးကိုမကြည့်ပဲတပွဲလုံးတိုင်းရရဆိုရင်တော့ဆိုဟောင်းမီနဲ့လက်ဖွဲမှာသူ့နေတော်တော်လေးကိုကျူးစားတယ်သူလည်းဒီနေ့ပေါ်မှာဒါသူမအိုသေးဘူးဆိုဆက်လက်ပြီးပြသခဲ့သူဒါလက်ရှိမှာအက်စတန်ဗလာအသင်းရဲ့လူငယ်ကစားသမားတွေကိုတော့မှကြော်ပြီးပြေးသွားခဲ့တဲ့ moment တွေကိုတွေ့ရမယ်ဒါပေမဲ့လက်ရှိမှာစပါအသင်းနဲ့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်ပြီးဆိုရင်တော့ဒါကျွန်တော်တို့မက်တီးယပ်စ်တေကိုဘလူးဇင်းမျိုးနဲ့မှယူရို90နဲ့လုံးဝကိုပေးပြီးမဝယ်တဲ့ကစားသမားတယောက်လို့ကျွန်တော်နေ င်မြင်နေဘလို့မှဒါကျွန်တော် spy ရဲ့ဒါကျွန်တော်တို့လက်ရှိမှာကျွန်တော်မြင်ပုံဆိုကျွန်တော် pass နေပေါ့နော်တူတူခင်ဗျားတို့ကျွန်တော်အမြင်ကွင်းကွင်းကျင်ကွင်းလေးကျွန်တော်အနေနဲ့အခုလက်ရှိမှာ matthew ရဲ့ stay ရဲ့ soft မှု soft ပေါ့ပုံစံမျိုးကျွန်တော်လက်ရှိမှာပေါ့နော် dan juma လို့ကစားသမားပြောတော့သူ့ထက်အသင်းမှာပို့ပြီးတော့ဒါကျွန်တော်တို့အဆင်ပြေခဲ့သေးလားလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါကျွန်တော်ရဲ့တူတူတယ်အဲ့တော့ကျွန်တော် matthew ရဲ့ stay ကိုလုံးဝမကြိုက်ဘူးဒါ auto back ကဒါအပိသက်ဝယ်ထားပြီးရဲ့ကစားသမားမျိုးတိတ်ပြီးပြောချင်းပြီးတော့ခုနကပြောလို့လက်ရှိမှာလူလူတွေတော်များ high blue နဲ့ mikey mo mikey mo နဲ့တကယ်တမ်းနင်းလားငါလားဟေ့ဆိုပြီး premier league ပွဲမှာဒီနေ့ပွဲစမှာ minute 89 minute ဒီ ီနီးပြဆော့ပေးခွင့်ရခဲ့တယ်။ဒါပေမဲ့တကယ်နဲ့ပြန်ရှင်ကြည့်မယ်ဆိုတော့ Mikey Moore ကကြော်တဖက်ကစားသမားတွေကိုကြော်ဖို့တော်တော်လေးကိုခက်ခဲခဲ့တယ်။တဖက်ကဒါဖူဘက်ကစားသမားဖြစ်တဲ့ EM Madsen ဒါကျွန်တော်တို့ပြန်ပြီးထိန်းခဲ့တဲ့အချိန်မှာဒါ McGinnu အုပ်စုကိုလည်းတော်တော်လေးကိုထိန်းကြောင်းအောင်ခက်ခဲတဲ့အနေထားမှာရှိ။အဲ့တော့ဒါကျွန်တော်နောက်တစ်ခုအနေနဲ့ထပ်ပြီးရောမယ် Spence ပါပဲ။ Dejan Spence ကကျွန်တော်တို့ခါတိုင်းမြင်နေတွေ့နေရ Dejan Spence လုံးဝမဟုတ်တော့ဘဲနဲ့လုံးဝပြောင်းလဲသွားခဲ့တဲ့ Dejan Spence ကိုတွေ့ကြရတယ်။ဒီနေ့ပေါ်စမှာဒါကျွန်တော်ရှေ့ပွဲစဉ်အငွေသက်လို့ပါပဲ Crystal Palace နဲ့ငွေသက်လို့ပဲဒါကြောင့်နှစ်ဂိုးပြတ်နဲ့ရှုံးတယ်ဒါပေမဲ့ကျွန်တော်တို့က ကောင်းအပေါင်းလက္ခဏာဆောင်နေဆိုတော့ဘာရှင်းလဲကင်စကီပါပဲကင်စကီတယောက်ကလွင်တော်တန်ဟော့စပါတဲ့မှာဒီနေ့ပေါ်မှာဘာမှအပေါင်းလက္ခဏာမရှိဘူးဆောဟောင်းမင်းဒါကျတော့လက်ဝင်းညမှာလည်းနည်းနည်း okay တဲ့အဆင်ပြေတဲ့ဆိုရင်တော့ကလွင်ရင်ကင်စကီကလာမဲ့ကျွန်တော်ဒါဂုဒမအရန်နေရာတော့တော်တော်လေးကိုစိတ်ချရမယ်ဂုဒမတယောက်ဖြစ်လာပြီလို့မြင်တယ် အစွန်လာတဲ့ဒီနေ့ပွဲစမှာတော့သူတို့ကတော့အရင်ဆုံးဒါကျွန်တော်စောစောကန်ခဲ့တယ်ကျွန်တော်တို့နေတာ spot ကို2-0ပွဲပြီးသွားတဲ့အချိန်မှာသူတို့ကစားသမားအနေနဲ့ဒါကျွန်တော်ပြိတ္တတွေရောအကုန်လုံးကစားသမားတွေဒါဂျင်းတစ်ထိတ်ထိတ်နေတာ Chelsea ပွဲစဉ်ကိုကြည့်ခဲ့တယ် Chelsea ကအတိအကျတယ်မှာ Manchester United ကိုဒါတလုံးတည်းသောအသင်းကနေနိုင်သွားတယ်ကျွန်တော်လက်ရှိမှာဒါ Aston Villa အသင်းကဒါကျွန်တော်လက်ရှိအနေထားရတာကျွန်တော်အဆင့်9နေရာမှာရပ်တည်နေဖြစ်တယ်ဒါကျွန်တော်လက်ရှိ Manchester City အသင်းကဒီဒီဘက်မှာတည်ကြရတယ်မှာ Crystal Palace နဲ့ဒါကျွန်တော်တို့ သူတို့အနေနဲ့ FA Black Camp မှာဖြစ်တော့ကျွန်တော်တို့အနေနဲ့တပွဲရောင်းနေတာတော့ဖြစ်နေသေးတယ်။ဒါပေမဲ့ City Team တကူလက်ရှိမှာလာမဲ့ပတ်မှာသူတို့လည်းပွဲချက်တကူလို့ပြောလို့ရမယ်တယ်မှာပါတယ်။အဲ့ဒါက City Team ကလက်ရှိမှာဘုံမောက်တယ်။အဲ့တော့ဒါတဖြည်းတဖြည်းဒါကျွန်တော်လက်ရှိမှာ Bay Team Champion League ဝင်မလဲဆိုတော့နောက်ဆုံး moment နေ့အထိနောက်ဆုံး second နေ့အထိဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းမယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်လာမဲ့ဒါကျွန်တော် Aston Villa ဘက်ကိုပြန်ကြည့်တော့ Aston Villa အသင်းနေနဲ့ဒါကျွန်တော်တို့ Manchester United အသင်းနဲ့တွေ့ရမယ်။ဒီပုံမှာတော်တော်လေးကိုဒါအများကြီးအများကြီးမူတည်တဲ့အနေထားမှာရှိ Manchester United အသင်းက Gate Tottenham Hotspur ဲသင်းကိုနိုင်ခဲ့ပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်တို့ယူရိုပါလိဖလားတာရခဲ့မယ်ဆိုရင်ဒီအက်စတိုဗလာနဲ့ကန်နေပွဲသူတို့တကသူတို့ခေါင်းထဲမှာရှိတော့မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီပွဲမှာကေကူနာဘတော်တောင်ဟော့စပါသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုနိုင်ပြီးတော်တောင်ဟော့စပါသင်းကယူရိုပါလိရခဲ့မယ်ဆိုရင်တော့ယူနိုက်တက်အသင်းအနေနဲ့အက်စတိုဗလာကိုဒါနောက်ဆုံးပွဲစဉ်မှာအများကြီးအများကြီးဒုက္ခပေးသွားနိုင်မယ်ပွဲစဉ်လို့ကျွန်တော်နေမြင်နေအဲ့နောက်ဆုံးပွဲစဉ်တွေကတော်တော်လေးကိုဒါကျွန်တော်စိတ်ဝင်စားမှုကောင်းစဉ်တွေ ကောင်းတဲ့ပွဲစဉ်တွေလို့ပြောလို့ရတယ်ဒီမှာပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာ Chelsea ကဒါကျွန်တော်တို့ Degen ကို Northern Force အသင်းနဲ့တွေ့မယ်ဒါ City ကဒါကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာ Brunei တွေ့မယ်ကျွန်တော်ဒီ detail တွေဒါ Bournemouth နဲ့တွေ့ဖို့ကြံလက်ကြံပွဲတွေက Bournemouth နဲ့တွေ့ဖို့ကြံတယ်ပြီးရင်တော့ဒါကျွန်တော်တို့လက်ရှိတီးရတော့ Fulham နဲ့ဒါကျွန်တော် Fulham ရဲ့အိမ်ကိုမှသွားကြံရမှာဘောနော်ပြောချင်တာကဒါကျွန်တော်အကုန်လုံးကဒါကျွန်တော်လက်ကြံပွဲစဉ်တွေရောတော်တော်လေးကိုမလွယ်စိမ်ပွဲစဉ်တွေပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်အခုချိန်ဒီဘယ်အသင်းကျွန်တော် Champion League ရနိုင်မလဲလို့ကျွန်တော်မေးခင်မှာကျွန်တော်လုံးဝအဖြေမရှိဘူးဆိုတော့ တကယ်ကိုတော့ကျွန်တော်လောကမှန်လို့မရဘူးเนาะဘာလို့ဆိုစီဒီအသင်းနဲ့လေအမှန်တိုင်းမှာအခုလက်ရှိမှာစီဒီအသင်းကစာသက်တန်းကိုတော့ကျွန်တော်ဂိုးပြက်လောက်နိုင်ပြီဒါအေးစစ်စစ်တို့အနေနဲ့နှက်နေရမယ်တဲ့ပြောချင်တာဒါအာစနိုသေးအစစ်နှစ်နေရာကိုတော့ချိန်ချောင်းနေရမယ်အချိန်မှာစီဒီအသင်းကကျွန်တော်တော့ကန်တန်းလောက်ပြီးတော့ဒါကျွန်တော်တို့စာသက်တန်းတည်ရတော့ကြာအဲ့တော့အက်စတိုဗလာအသင်းတို့ကလက်ရှိမှာနောက်ဆုံးအချိန်ဒီမျောလင်းချက်ရှိနေတယ်အက်စတိုဗလာအသင်းကအခုလက်ရှိမှာဒါကျွန်တော်အစ်စ်၅နေရာမှာရပ်တည်နေပြီးတော့ချန်ပီယံလိဝင်ကိုဒါကျွန်တော်တဲတဲလေးနဲ့ဒါကျွန်တော်ရပ်တည်နေတာဖြစ်တယ်တဲတဲလေးဆိုတော့ကျွန်တော်ကောင်မာလီနံပါတ်ဟိုကွယ်နဲ့တဲတဲလေးဆိုတော့ဒါကျွန်တော်တို့နည်းနည်းလေးဒါကျွန်တော်တို့ဒါရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ယက်တီနေတယ်မဟုတ်အဲ့တော့ဒီနေ့ပေါ်မှာစပါတင်ကပထမပိုင်း15မိနစ်ကကောင်းခဲ့တာကလွင့်ဘာမှသိပ်ပြီးမရှိဘူးသိပ်ပြီးထူးခြားပြောစရာမရှိဘူးဒါဒုတိယပတ်မှာဒါအားရတာတော့တခုရှိတာစပါတင်ဒီနေ့ပေါ်မှာဒါကျွန်တော်တို့ဒါ စပါတင်ကလေ့ကျင့်ခန်းဆင်းတဲ့ပုံစံမျိုးတတ်တာဒါလုတ်သွားခဲ့တယ်စပါတင်ကဒီနေ့ပုံစံမှာရှင်းတယ်ဒါဒုတိယမှာသူတို့နေတာမိနစ်အနည်းငယ်လူနေတဲ့ဂျွန်ဆင်တို့ဒါဆူလန်ကီတို့ရစ်ချယ်လီဆင်တို့ဘရန်နန်ဂျွန်ဆင်တို့ဒါကျွန်တော်တို့ဆိုပါလေအာဘီဇူမာဘန်တန်ကဒီငါးအလုံးကိုပွက်ထည့်ပြီးတော့ဒါကလီးပြနေတာကျွန်တော် AAC ထည့်သုံးခွာခဲ့ဒီငါးအလုံးနေလက်ရှိမှာဒါကျွန်တော်တို့ဝမ်မီအပ်ဖြစ်သွားတာပေါ့နော်ဒါခုနကတကယ်ပွဲဆော့ပြီးတော့သူနေနေဒါကျွန်တော်တို့အနည်းငယ်များတော့ဟိုပွဲမိနစ်အနည်းငယ်ရသွားခဲ့တစ်ဖက်ကတော့ကျွန်တော်တို့ဒီညမှာအက်စတိုဗလာသိနေကျွန်တော်မနိုင်ပါအက်စတိုဗလာသိနေရုပ်မှာဆိုတော့ဆောင်းဆိတ်မှုတယ်ဒါပေမဲ့အက်စတိုဗလာ ာသင်းအကောင်တွေလည်းကြီးရသူတို့2-0နဲ့နိုင်သွားတဲ့အချိန်မှာသူတို့အနေနဲ့ကနောက်တန်းမှာယူရဲ့ဘောလုံးပေးတယ်စပါးအကောင်တွေလည်းလေးတယ်ဆိုလန်ကီတို့ရဲ့ချယ်လီစင်တို့ဘောလုံးကိုကတ်မယ်ယူမယ်ဆိုတဲ့ပုံစံမျိုးလုပ်လိုက်ပြန်ခွာသွားလိုက်အဲ့တော့ကိုဘန်းအကောင်လည်းနားမခံတော့တဖက်အကောင်တွေကလည်းခုနကပြောလို့ပဲ AC ဖြစ်သွားတော့နှစ်သင်းလုံးဒီနေ့ပုံစံမှာကျွန်တော်ချက်နေမိနစ်ဒုတိယအသက်ပေါ်ဒု 85မိနစ်နောက်ပိုင်းမှာနှစ်သိန်းလုံးကလုံးဝတန်ဖိုးကကျသွားတယ်။စပါးသင်ကခုနကဘသူတို့ရဲ့အဓိကကစားသမားတချို့မိနစ်ရဖို့ဆိုတယ်။အဲမိနစ်ရဖို့ကစားသမားတချို့ရတယ်ခုနကဘသူပဲ training တတ်တာဒီနေ့ပွဲစဉ်တွေမှာ queen နဲ့မှာဝင်ပြီးဆော့နေတဲ့သဘောသာရှိတယ်။အဲ့တော့ Asovilla တဲ့တပွဲလုံးတတ်တာဒီနေ့ဇနီးပွဲသမားလုံးဝ100%နိုင်တဲ့ဒီတက်ပို့ပြီးဂိုးပြတ်နိုင်တဲ့လားဆိုတာဒါတော့ပြောရခဲ့ပါဆို။ Crystal Palace ဆိုကဂိုးပြတ်အများကြီးနိုင်တဲ့ limited ပို့သမား Asovilla တွင်းတော့တွင်းကုန်ဒီမှာဒါ individual skill နဲ့ဒါကျွန်တော် set piece တွေကလွယ်လို့တိတ်ပြီးတော့ဘာမှတိတ်ပြီးထူးကြကြတော့မရှိခဲ့ဘူး။ဒါ Kinski ပုတ်သွားတဲ့တလုံးနှလုံးတော့ရှိပြီမဲ့တကယ်လည်းပြန်စစ်စာကြည့်မယ်။ Asovilla Athletic နဲ့ Crystal Palace တို့ကျွန်တော်ရဲ့အမြင်မှာကောင်းသွားတယ်လို့မြင်ရတယ်။ဒါပေမဲ့ Aston Villa တို့နဲ့အခုလက်ရှိမှာဒါ Champion League ဝင်ခွင့်အတွက်နောက်ဆုံးအချိန်ထိကြိုးစားရအောင်မယ်လို့ကျွန်တော်နေမြင်တယ်။ဒါကျွန်တော် Champion League အတွက်ဒါနောက်ဆုံး days အတွက်အကုန်လုံးကျွန်တော်ဒါရင်ခုန်စိတ်လို့ရှားပွဲရဒါတစ်ချိန်တည်းကြည့်ရမယ်ပွဲစဉ်တွေညာဖြစ်မလား။ဒါတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်။မီတိုပင်စိုးစီကမူလက်ရှိမှာ Aston Villa တင်းကတော့ဒါကျွန်တော် Tottenham Hotspur တင်းကို2-0နဲ့နိုင်ခဲ့ပြီးကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါခုနကပါသင်ပိတ်တဲ့ Okay ငါတို့က left wing နဲ့မှာဆောင်းမပြန်ထွက်လို့ရပြီ Europa League ပွဲစဉ်မှာဒါတချို့9ရက်ကစားသမား9ရက်လောက်ကလည်းဒါပွဲမိနစ်ရ ရခဲ့တယ်ဒါတော်တော်လေးစချမ်းသာမှုကောင်းတဲ့ပေါ်တယ်ပေါ့နော်ရလက်ပိုင်းခဏမိမယ်ဆိုတော့လက်ရှိမှာဒါခုနကပဲလို့ပဲ Twitter ငဘောတွေကတော့ကျွန်တော်တို့ ng booster group เนี่ยဒီနေ့ပွဲစဉ်ရှိုးတာဘာညာအားငါကြောင်နေတာပြောတယ်ထားထားတယ်ကျွန်တော်မပြောတော့ အဲ့တော့ဒီလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTubeSport Media 3.0ဆိုတဲ့ TV4 YouTube မှာကြည့်ရင်ဆိုတော့အကူအညီလို့ရပါတယ်။မြန်မာတဲ့ clip ကိုမမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း YouTubeSport Media 3.0ဆိုတဲ့ TV4 YouTube ရဲ့ link လေးတွေကိုထည့်ပေးထားကြပါကျွန်တော်ဆက်အကူအညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးတဲ့ clip ကိုမမေ့ကြပါနဲ့။မြန်မာ clip မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကြူတမရဲကောင်းမွန်သောနေ့တွေနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပီနေပဲကျွန်တော်တို့ဒီနောက်မှာ AAC တွေ့ကြတာပေါ့။ကျွန်တော်တော့ကုန်ပြပါဦး။ devolve, yep. Yeah.